တနင်္ဂနွေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်15ရက်5လ2025မှာ21ရက်5လ2025အထိပဲဖြစ်ပါတယ်အဲ့တော့ပထမဦးစွာတနင်္ဂနွေသားသမီးတွေကနေပြီးတော့စတင်ဟောကြားပေးမှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးတွေရဲ့ယင်းထဲမှာဘဝနောင်ရေးအတွက်ကြီးပွားဖို့ချမ်းသာဖို့အဆင်ပြေဖို့အောင်မြင်ဖို့ပင်ပန်းရင်ပင်ပန်းပါစေခက်ခဲရင်ခက်ခဲပါစေကြံကြံနာနာကြိုးစားမယ် ကိုခွန်အားရှိသလောက်ဉာဏ်စွမ်းရှိသလောက်ရှေ့ဆက်ပြီးတော့အောင်မြင်အောင်လုပ်ဖို့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ဘဝနောင်ရေးအတွက်ဖြတ်တန်းရမယ်လက်ကျင်လက်ကျန်အချိန်ခါတွေနဲ့ပတ်သက်ပြီးအဲ့တော့မရေရာမသေးချာစတော်ဝါဖြစ်တဲ့ကိစ္စတွေနောက်ထပ်နောက်ထပ်မကြုံအောင်မတွေ့အောင်မဖြစ်အောင်အကောင်းဆုံးစီမံခန့်ခွဲရှေ့ဆက်နိုင်ဖို့ကိုဒါကူရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါတယ်။မမျော်လင့်မဲ့တင်းငွေသားသမီးတွေဘလို့ဟာမို့ကြုံမလဲ ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအလုံးလုံးတဲ့ကိစ္စတွေအဲ့ဒီနှစ်ခုမှာခုမှာခက်ခဲမှုတွေကြံတတ်မှုတွေပင်ပန်းမှုတွေအဲ့တလို့ဟာမှုတွေကြုံတွေ့ရလိမ့်မယ်ငွေကြေးနဲ့ပထမဦးဆုံးပြောပြချင်တာကတော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာပေးရမယ့်ကိစ္စရရမယ့်ကိစ္စတွေမပြတ်မသားတွေဖြစ်တတ်တယ်ပေးရမယ့်ဟာလည်းမပေးနိုင်ဘူးရရမယ့်ဟာလည်းမရဘူးအဲ့ဒီအခက်အခဲပြဿနာနှစ်ခုကြုံတွေ့ရတတ်တယ် နောက်တစ်ခုကမနိုင်ဝင်ထမ်းခြင်းမကျွမ်းကျင်တဲ့အလုပ်တွေကိုလုပ်မှုခြင်းဆိုတဲ့အဖြစ်မျိုးတွေကြုံတွေ့ရပါလိမ့်မယ်။စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့မိတ်ဆွေအပေါင်းအသင်းကမှမျက်နာငယ်ရမှဂုံတိတ်ခါတွေကြမှာအစစအရာကံခေမှာအတလို့ဟာမှုတွေအတွက်ကြောင့်ကိုယ်မှာစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်ပါတယ်။ငယ်ရွယ်တဲ့တတင်းတွေသားသမီးတွေရဲ့ကံစားတာမှာစုံပြယံအကြက်တဲနှစ်ခုနဲ့ရင်ဆိုင်ရတတ်တယ်။ ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးလို့ရှင်လဲစိတ်ညစ်စရာနှစ်ခုကြုံတွေ့ရတတ်တယ်။အလောက်ကင်ပညာရေးနဲ့ပတ်သက်လို့ရှင်လဲစိတ်ညစ်စရာနှစ်ခုနဲ့ကြုံတွေ့ရတတ်တယ်ဖြစ်ပေါ်လာတတ်ပါလေ။ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကိစ္စနှစ်ခုကြောင့်စိတ်ညစ်စရာတွေကြုံတွေ့ရတတ်ပါလေ။အိမ်အောင်ရှင်မိတ်ဆွေများအဖို့ကတော့မကြာခဏကိုယ့်ရဲ့အိမ်အောင်ရေးကိုယ့်ရဲ့စီးပွားရေးကိုအကြံဉာဏ်ပေးတဲ့သူတွေကြောင့်ဘဝမှာအောင်မြင်မှုအဆင်ပြေမှုတွေကြုံတွေ့ရပါလိမ့်မယ်။အဲ့တော့သူများအကြံဉာဏ်ပေးတဲ့အတွက်ကြောင့်ကိုယ်မှာတိုးတက်မှု စိတ်ချမ်းသာမှုအောင်မြင်မှုအဲ့လိုလမ်းစာလေးတွေပေါ်လာပါလိမ့်မယ်။ဖွံ့ဝင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းရင်းနှီးမြှုပ်နှံမှုကြောင့်ငွေကုန်ကြေးကျများမယ်။အစာအုပ်နဲ့ပတ်သက်တဲ့ပြုပြင်မှုမှန်တဲ့ကိစ္စတွေအစ်စ်တဖန်ပြန်လဲပြုပြင်ရတဲ့ကိစ္စတွေကြောင့်ငွေကုန်ကြေးကျများတတ်အကြောင်းပါလေဗျ။အဝိထဲအတွက်လည်းငွေကုန်ကြေးကျများတတ်ပါလေ။ဓိဝသနာပါလို့ထီထိုးခြင်းနဲ့တနင်္ဂနွေသားသမီးတွေကတော့ ိုယ့်အိမ်မှာနေတိုင်းသုံးနေတဲ့ဓာတ်ရဲ့အနီးနားမှာရှာကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတွေရာတွေ့ရပါလိမ့်မယ်ညံနာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့ကိုချစ်ရတဲ့သူကိုမေတ္တာရှိတဲ့သူအဲ့တော့သူတို့ကိုကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ငွေကြီးနဲ့ပတ်သက်ပြီးတော့တော်တော်လကောင်းအဝေးစားနဲ့ပတ်သက်ပြီးတော့တော်တော်လကောင်းအဲ့တော့ပေးခန်းခြင်းလှူဒန်းခြင်းထောက်ပံ့ခြင်းအဲ့လိုဟာမျိုးတွေလုပ်လိုက်ပါ ။အခုလိုလုံးလိုက်ခြင်းအပြင်အညံ့နေအလုံးပြေပြောက်ကောင်းမွန်ပြီးလက်လာဘရှင်လန်းသွားပါလိမ့်မယ်လို့ပြောရင်းတနင်္ဂနွေသားပြင်းများအတွက်ဒီမှာပဲညီကုန်းချုပ်ပြရစီ။ကျွန်တော်ကျော်စင်းဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်။ဘေးရင်ဟောပြောခြင်းကတော့နေ့လယ်7:00နာရီကနေ7:00နာရီတွင်ကိုဖုန်းဆက်မယ်နာမည်စင်းပေးမယ်ညနေ3:00နာရီအထိတူချင်းစီကိုပြန်လဲဟောကြားပေးလေရှိပါတယ်။အခြားရတရားတွေကိစ္စတွေအတွက်ဆိုလို့ရှင်လဲ 17နာရီရနဲ့17နာရီခွင်းကိုဖုံးဆက်ပါကြံတဲ့အချိန်တွေကိုဖုံးမဆက်ပါနဲ့ကဲဒီလောက်ပါပဲအားလုံးအဆက်အစရာအဆင်ပြေပါစေတနင်္လာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္လာသားသမီးတွေအတွက်15ရက်5လ2025မှာ21ရက်5လ2025ထိပဲဖြစ်ပါတယ်တနင်္လာသားသမီးတွေရဲ့ယင်ထဲမှာအဝေးတနေရာဒီတဲ့ကောင်းတဲ့နေရာကိုစွန့်စားဖို့သွာလာဖို့လောက်ကင်ဖို့လက်ရှိအလုပ်လက်ရှိနေရာတွေကိုစွန့်ခွာဖို့ အဲ့လိုအကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။မျောလင့်တောင်းတရည်ရွယ်ချက်ကတော့ဘဝနောင်ရေးအတွက်ဘလို့အခက်အခဲတွေပဲကြုံကြုံဘလို့အခြေအနေမျိုးတွေပဲရှိရှိအောင်မြင်အောင်ကြီးပွားအောင်ချမ်းသာအောင်ချမ်းသာအောင်ဘယ်ရနေဘလို့စလုပ်ရင်ကောင်းမလဲဆိုပြီးတော့အဲ့လိုရည်ရွယ်ချက်တွေဒါကိုရင်ထဲမှာမျောလင့်တောင်းတနေပါတယ်။မမျောလင့်မဲတင်းလာသားသမီးတွေဘလို့အာမိုးကြုံမလဲစိတ်လေစိတ်လွင့်နေကြုံနေလုံးသမျှအမှားတွေကြုံတွေ့ရတတ်တယ်ဒီချိန်မှာစိတ်ကောလူရောကနာမငြိမ်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။စိတ်ညစ်စရာအနေနဲ့ကတော့ပြဿနာတစုံတရာကြောင့်စိတ်ညစ်ရတာမျိုးအဲ့တော့ကိုကပြဿနာမရှာဘဲနဲ့တဝူးတယောက်ကပြဿနာရှာပြီးကိုကိုအမှုခင်းကဲ့သို့မျိုးဂွင်စင်တာမျိုးစသည်အားဖြင့်အဲ့ဒါလိုဟာမျိုးတွေကြောင့်ကိုမှစိတ်ညစ်စရာကြုံတွေ့ရပါလိမ့်မယ်။အရာအားလုံးကတော့အမှန်တိုင်းဖြစ်သွားပါလိမ့်မယ်။ဘသူတွေဘလို့ပဲတွင်စင်တွင်စင်ဘလို့တွေဘလို့တွေပဲကြောက်တွန်းခြင်းခြင်းအဲ့တော့ကိုယ့်ရဲ့ကံတရားကစင်ပေါ်ကရောက်ပြီးသားလို့ပြထားပါဗျ ငယ်ရွယ်တဲ့တနင်္လာသားသမီးတို့ရဲ့ကန်စာတာမှာဆုံးဖြတ်ရန်ဆုံးဖြတ်ရန်နေခက်ခဲတာအဲ့တော့ဘဝမှာဘာလို့တို့လိုရမယ်မသိတာအဲ့လိုဟာမျိုးဖြစ်တတ်တဲ့အပြင်အခြေရင်းနဲ့ပတ်သက်ပြီးအပြစ်ပြောခြင်းချုပ်ချဲခြင်းဝေဖန်ခြင်းအဲ့လိုဟာမျိုးရစရာမရှိအောင်ကိုချစ်ရတဲ့သူကကိုကိုပြဿနာရှာတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာခက်ခဲမယ်ကြက်တဲမယ်အဲ့လိုဟာမျိုးတွေတနင်္လာသားသမီးတွေကြုံတွေ့ရပါလိမ့်မယ် ိန်အောင်ရှင်မိတ်ဆွေများဖို့ကတော့အကြောင်းအမင်းမို့ကြောင့်ကွဲကွာခဲ့တဲ့သူတွေနဲ့ပြန်လည်ဆုံတွေ့ရတာအိန်အောင်ရေးတင်တာပတ်သက်ပြီးနောက်တစ်ကြော့ပြန်လည်ကောင်းမွန်လာလုပ်ငန်းကိန်းကန်းတွေနဲ့ပတ်သက်ပြီးရက်ဆိုင်တဲ့အလုပ်တွေနောက်တစ်ကြော့ပြန်လည်လုပ်ကင်ရတဲ့အတွက်ကြောင့်အိန်အောင်ရေးလည်းအဆင်ပြေမယ်ကိုယ့်ရဲ့အိန်အောင်ဘက်ကကျမ်းမာရေးလည်းကောင်းမွန်ပါလိမ့်မယ်လို့ပြန်ထားပါတယ်အဲ့တော့ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကျမ်းမာရေးကိုအကြောင်းပြုပြီးတော့ငွေကုန်ချေးကျများတဲ့ပုံစံလောက်ပဲရှိနေပါလိမ့်မယ်ဖြူဝသနာပါတို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့ 啊，我们八道在那话里，你里你他许多，哪里哪他许多，对里对他许多，你呀你妈，下去吧，哎你呀妈没水着，就不到跟那个兄弟呀对呀八哩没，伢哪里比表比，刚就抢呐，伢媳妇也来呀，你那个着，姑爷没打死过皮皮，姑姑那边皮皮，哎咯，来年看那恁呀，来年哩咱伢们你呀来有多比了，啊老细呀，就着急来吧，哎哟大家的恁呀。 ်ငြိမ်းချမ်းတဲ့နေရာမျက်လုံးအေးတဲ့နေရာလေးကိုသွားပါပန်းချံတော်၎င်းကန်းနာတော်၎င်းလေကောင်းလေသန့်လေကွင်းပြင်အစသည့်အပြင်စိမ့်ဆူတဲ့နေရာလေးကိုသွားကြည့်လိုက်ပါအဲ့ဒီကနေပြန်လာတာနဲ့အရာခတ်သိမ်းအားလုံးအေးချမ်းပြီးတော့ကောင်းမွန်သောဘဝရှေ့ဆက်ပါလိမ့်မယ်တဲ့ဗျာကဲတင်းလာတောင်းမီများအတွက်ကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 358ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်မယ် ဖုံးဆက်မဲ့အချိန်ကတော့နေ့လယ်7:00နာရီကနေ7:00နာရီတွင်းကိုဖုံးဆက်မဲ့ညနေ3:00နာရီအထိကျွန်တော်ပြန်လည်ဟောကြားပေးပါမယ်အဲ့တော့ရရာကိစ္စတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလို့ရှိရင်လည်း7:00နာရီကနေ7:00နာရီတွင်းကိုဖုံးဆက်ပါနိုင်ငံရခြားမိတ်ဆွေများကလည်းအဲ့တော့ Viber ကနေဖုံးဆက်လို့ရပါတယ်ကဲကျွန်တော်ကြော်စင်းဖန်မှာအားလုံးအားလုံးအဆက်အယာအဆင်ပြေပါစေလို့ဆန္ဒပြုမေတ္တာပို့ပါတယ်ဗျာအင်္ဂါသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားသမီးတွေအတွက် 15ရက်5လ2025မှ21ရက်5လ2025ထိပဲဖြစ်ပါတယ်။အင်္ဂါသားသမီးတွေရဲ့ယဉ်ထဲမှာမိသားစုကိုအတိမပေးဘဲလုပ်တဲ့ကိစ္စတွေအခုဒီချိန်မှာစိတ်ညစ်စရာတွေခေါင်းရှုပ်စရာတွေဖြစ်တတ်တယ်။ငွေကြေးကိစ္စတွေနဲ့ပတ်သက်လို့ရှင်လဲသူကပုံမှန်ဝင်နေတာထက်ပိုပြီးတော့ဝင်လာရင်တော့တတိထားပါပုံမှန်ဝင်နေရင်တော့အကြောင်းမဟုတ်ပါဘူးပုံမှန်ထက်သာလွန်တော့ ဝင်ငွေမျိုးတွေရလာပြီဆိုလို့ရှင်တော့အိမ်မှာတစ်ခုမမဟုတ်တစ်ခုစိတ်ညစ်စရာကြားမရင်ညံ့တာအဲ့တော့ခြေလက်တွေထိလိုက်ဒဏ်ရာရတာအဲ့လိုဟာမျိုးလေးတွေပေါ်တတ်တယ်ဖြစ်တတ်တယ်အဲ့တော့အင်္ဂါသားသမီးတွေရဲ့မျောလေတောင်းတရည်ရွယ်ချက်ကတော့လုပ်ငန်းကိန်းကန်းတွေနဲ့ပတ်သက်ပြီးအောင်မြင်အောင်လုပ်ဖို့ကြီးပွားအောင်လုပ်ဖို့အဲ့တော့တိုးပွားအောင်လုပ်ဖို့အဲ့လိုရည်ရွယ်ချက်တွေတော့ရှိနေပါတယ်အဲ့တော့အဲ့လိုလုပ်ဖို့ကလည်းကိုယ့်အတွက်ကံစားတာမျက်နှာစာပေးခြင်းကြုံရပါလိမ့်မယ် မမျော်လင့်မဲ့ဘလို့အောင်မကြုံမလဲအဝေးတနေရာကသတင်းကောင်းဆက်သွယ်ကောင်းတွေရရှိတဲ့အပြင်ဝမ်းသာစရာအကြောင်းတွေပါကုစီကိုတည်ဆောင်လာတဲ့ပုံစံမျိုးတွေနဲ့ကြုံတွေ့ရပါလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့သားသမီးအတွက်ပညာရေးအတွက်နေရာထိုင်ခြင်းအတွက်အဲ့ဒီသုံးခုအတွက်စိတ်ညစ်စရာကြုံတွေ့ရတတ်ပါတယ်သားသမီးမရှိတဲ့သူတွေကလည်းအောက်လက်ငယ်သားအတွက်ပေါ့ဗျာအဲ့တော့ငယ်ရွယ်တဲ့အင်္ဂါသားသမီးတို့ရဲ့ ကန်စာတာမှာစိတ်နှောက်ရှက်ဖြစ်စရာတွေအခြေရေးပညာရေးကျန်းမာရေးအတလူဟာမှုတွေတွေကြုံတွေ့ရတတ်တယ်အဲ့တော့အခြေရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကန်ကောင်းဖို့ဆိုလို့ရှင်ကြောင်အနက်ကိုရှာပြီးအစာကျွေးပါအဲ့ဒါဆိုလို့ရှင်ကျင်းတွေကိုအင်္ကာသားသမီးတွေအတွက်အခြေရေးအိမ်အောင်ရေးနဲ့အခြေရေးမေတ္တာရေးရာတွေနဲ့ပတ်သက်ပြီးပညာရေးနဲ့ပတ်သက်ပြီးကန်ကောင်းသွားပါလိမ့်မယ် ဲ့တော့ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာစိတ်နှောင့်ယှက်ကြုံပြီးမှဝင်ဝင်ကောင်းတွေရတာမျိုးဖြစ်ပေါ်ပါလိမ့်မယ်။အိမ်နှောင်ရှင်မိတ်ဆွေများဖို့ကတော့ခရီးတွေနဲ့ပတ်သက်တဲ့ကိစ္စရင်ထားကိုအကြောင်းပြုပြီးပတ်သက်တဲ့ကိစ္စအဲ့ဒီကိစ္စနှစ်ခုကြောင့်အိမ်နှောင်ရေးမှာမသားမရာဖြစ်တတ်တယ်။ကိုယ့်ရဲ့အိမ်နှောင်ဘက်ကငွေသုံးချမ်းမှုကြောင့်စိတ်မချမ်းသာစရာတွေရတယ်ဖြစ်တာအကြောင်းပါတယ်ဗျအဲ့တော့ထွက်ငွေနဲ့ပတ်သက်လို့လို့ရလဲရင်းရထားကိုအကြောင်းပြုပြီးငွေကုန်ကြေးကြများနိုင်တယ်လို့ပြန်ထားပါတယ် ထီဝါသနာပါလို့ထီထိုးကျင်တဲ့မိတ်ဆွေတွေကတော့မိသားစုရိုက်ထားတဲ့ဓာတ်ပုံတွေရဲ့အနီးအနီးနားမှာအဲ့ဓာတ်ပုံပေါ်မှာရှားကြည့်ပါအဲ့ဒီမှာမိတ်ဆွေတွေအကျိုးပေးသောကဏ္ဍတစုံတရားတွေ့ရပါလိမ့်မယ်ညံနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့အိမ်ကိုတန်ရှင်းရေးလုပ်ပါအခန်းကိုတန်ရှင်းရေးလုပ်ပါကိုယ့်ရဲ့လုပ်ငန်းကိုတန်ရှင်းရေးလုပ်ပါအဲ့လိုလုပ်ချင်းအပြင်အညံ့တွေအားလုံးပြပြပြီးလက်လာပါရှင်လန်းသွားပါလိမ့်မယ်လို့ပြောရင်အင်္ဂါသားသမီးများအတွက်ဒီမှာပဲညီကုန်းချုပ်ပြရစီ ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380398ပဲဖြစ်ပါတယ်။ဗီဒီယိုဟောပြောခြင်းကတော့နေ့လယ်7:00နာရီကနေ7:00နာရီအတွင်းကိုဖုန်းဆက်မယ်နာမည်စင်းပေးမယ်။ညနေ3:00နာရီထိအရောက်ချင်းစီကိုပြန်လည်ဟောကြားပေးမှာဖြစ်ပါတယ်။နိုင်ငံရခြားအဝေးတနေရာကသူတွေကလည်း Viber နဲ့ဆက်သွယ်လို့ရပါတယ်ဗျ။ယရေယာကိစ္စတွေဆိုလို့ရှိရင်လည်းအဲ့ဒီအချိန်မှာပဲဆက်ပြီးတော့အချိုးအချောင်းတွေမေးလို့ရပါတယ်။တိုင်ပင်ဆွေးနွေးလို့ရပါတယ်။ကြံတဲ့အချိန်တွေမှာတော့ဖုန်းလုံးဝမဆက်ပါနဲ့။ 该地老吧白，这种美水人家单米要得要带，路月三那比我吧钱，新的楼全来吧钱，六三大比有买的呀，这种叫人安排批发的。我的户打的米美水面二楼没个喇叭。我的户打的米的也也能买，六年末现在密码红九纱布，二七，工业文文的不得来介绍，俺罗底的布味道没收腰股。 为了拉这面我记得呢不得比嘞，开面部、手肘那端、皮袄、旧纱布、胶粘的布，啊，过年呢嘛，新纱堆到你里，没有人找到伊，或者干了，故秋千没给啥的，别那啥买给啥的，嗯嗯，拿得叫故便宜了，谁尼啊买胶粘的呢不得比，没胶没皮啊，没收啊，老虎胶粘的布，啊，过年呢嘛，没有人找到你嘞，没没有人买不留下，没交，没来是都行了。 အားလုံးနဲ့ချစ်ခင်ချင်းတင့်မြတ်ချင်းတွေကြုံပါလိမ့်မယ်အဲ့တော့ကိုယ့်ရဲ့စေတနာမြတ်တာတွေလည်းတစ်ဖက်လူကနားလည်လာလာတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့ကိုတိကျင်သောကိစ္စကိုလေးလာမယ်ထောက်လန်းမယ်စုံစမ်းမယ်ဆိုတဲ့အတွက်ကြောင့်အခုမှစိတ်ညစ်မှုတွေဖြစ်နေရတတ်ပါလေငယ်ရွယ်တဲ့ဗုဒ္ဓဘုရားသမီးတို့ရဲ့ကံစားတာမှာဆိုလို့ရှင်တော့ 古里山阿家夜到泸州点后就关门，啥啥也干干净，好面见。啊，关于讲嘞也是见，一个路上冇的就午呀，拉拉回来没？七七米人呢，不得路上嘞？古里山阿家夜的住家在古古，米家姨家呢，不得为啊，广州啊，比较迅速、四千大洋片，潘地木嘞，就午呀，回来没嘞？边。滚滚嘞不得来江家的家嘞？ ကိုယ့်အသက်ကြီးတဲ့အသက်ကြီးကြီးလူတယောက်ရဲ့ကုညီမဆမှုကြောင့်ဝင်ဝေကောင်းတိုးပွားလာတာမျိုးကြုံတွေ့ရပါလိမ့်မယ်။အိန်းအောင်ရှင်မိတ်ဆွေဗုဒ္ဓဟူသာသမီများဘုရားတော်သာသမီယရနာဝေအကြောင်းပြုပြီးတော့အိန်းအောင်ရေးတာယာမှုတွေစိတ်ချမ်းသာမှုတွေကြုံတွေ့ရလိမ့်မယ်။ဒီအချိန်မှာစိန်ခံပစ္စည်းအဖို့တန်ပစ္စည်းကုလိုချင်းသောအရာတွေလည်းမကြခင်မှာရရှိပါလိမ့်မယ်။အိန်းအောင်ရေးကလည်းဒီတဲ့ပို့ပြီးတော့တာယာမှုတွေစိတ်ချမ်းသာမှုတွေကြုံပါလိမ့်မယ်လို့ပြောထားပါဗျာ။ ထောက်ခွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းသားသမီးကိုအကြောင်းပြုအောက်လက်ငယ်သားကိုအကြောင်းပြုပြီးရင်သွေးကိုအကြောင်းပြုပြီးတော့ငွေကုန်ကြေးကျများပါလိမ့်မယ်လေဗျာ။ဓိဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေတွေကတော့ရေပုံးရေကွက်တွေထားတဲ့နားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတွေအချိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်။ညနာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရအနေနဲ့ကတော့တော့အဟောင်းများကိုစွန့်ပြစ်ခြင်း ဲ့တော့တော့တန်များတော့ကလောက်များကိုတန်ရှင်းလုပ်ခြင်းအပြင်အညံ့တွေအားလုံးပြပြကောင်းမွန်သွားပါလိမ့်မယ်လေဗျာကဲကျွန်တော်ကျော်စင်ဖန်ဘက်ဖြစ်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 358ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကို7နာရီကနေ7နာရီအတွင်းကိုဖုန်းဆက်မယ်ညနေ3နာရီထိတူးချင်းစီကိုပြန်လည်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ရေရာကိစ္စလေဆိုလို့ရှင်လဲအဲ့ဒီအချိန်မှာဖုန်းဆက်ပြီးတော့အချိုးချောင်းလူရင်းတူရှင်ပြောပါအရေးမရှိပါနဲ့နိုင်ငံရခြားမိတ်ဆွေတွေကလည်းအဲ့ဒီ ကျွန်တော်ဒီဖုန်းနံပါတ်ကဲ Viber နဲ့ဆက်သွယ်လို့ရပါတယ်။ကဲမိတ်ဆွေများအားလုံးအရောက်တိုင်းအရောက်တိုင်းကျမ်းမာချမ်းသာလူဝဆန္ဒပြည့်ဝပါစေလို့ဆန္ဒပြုမေတ္တာပို့ပါရစေဗျာ။ကျွန်တော်ကျော်စိန်ဖန်အပ်ပဲဖြစ်ပါတယ်။ဂျာတာပရိသသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါ။ဂျာတာပရိသသမီးတွေရဲ့ယင်ထဲမှာသူတော်စင်သူတော်ကောင်းတွေရဲ့ကုညီမသားမှုကိုလိုချင်တယ်အဲ့တော့မြင့်လေပြလိုက်သလိုမျိုးကုဘွားကြီးတစ်ခုလုံးပြောင်းလဲဖို့တိုးတက်ဖို့အောင်မြင်အောင်လုပ်ဖို့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော်နေတယ်။ ညောင်းလဲတောင်းတရည်ရွယ်ချက်ကတော့ကို့ဒုက္ခပေးခဲ့တဲ့လူကိုကလည်းစားချေခြင်းနဲ့စိတ်အဲ့လိုဟာမျိုးတွေကြိတ်မနိုင်ခဲမရရင်ထဲမှာတဖွာဖွာပြန်လဲပေါ်လာတာမျိုးသတိရတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်အဲ့တော့ကလည်းစားချေဖို့ကတော့မချေခြင်းနဲ့ချေရမှာပဲအဲ့တော့မိတ်ဆွေတွေအခွင့်အရေးတွေရလာပါလိမ့်မယ်မမျောလင်မဲ့ဘယ်လိုဟာမျိုးကြုံမလဲဆိုလို့ရှင်တော့ဘေးကျန်တဲ့အချက်သေးတွေကြုံတွေ့ရတတ်တယ် စိတ်ညစ်စရာတွေမျိုးစုံတွေးမိတာမျိုးစဉ်းစားမိတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့စိတ်ညစ်တော့လဲဘာဖြစ်လဲညစ်လိုက်ပေါ့မြင်မြင်ညစ်အကြာကြီးမညစ်နဲ့နော်အဲ့တော့ပြီးတာနဲ့အဲ့ဒါကိုချက်ချင်းဖြောက်ပလိုက်အဲ့တလို့ဟာမျိုးလုတ်ပါကဲနောက်ထပ်စိတ်ညစ်စရာတွေဘာတွေလာသေးလဲဆိုလို့ရှိရင်စီးစရာရင်ထားနဲ့ပတ်သက်ပြီးတွားရည်လာရင်းနဲ့ပတ်သက်ပြီးအကုန်လုံးကိုယ်မှာစိတ်ညစ်စရာတွေဂျုံတွေးနိုင်ပါတဲ့ဗျာငယ်ရွယ်တဲ့ဇာတာပိသာသမီတို့ရဲ့ကန်စာတာမှာကြီးပွားဖို့ချမ်းသာဖို့အောင်မြင်ဖို့ အခွင့်အရေးကောင်းတဲ့လမ်းစာတွေအဲ့လိုဟာမျိုးတွေနဲ့ပတ်သက်ပြီးပေါ်အောင်တွေ့အောင်ကြုံအောင်လုပ်ဖို့အကြောင်းအရာတွေအခုရင်ထဲမှာအင်တိုင်းအားတိုင်းလုပ်ဖို့အကြောင်းအရာတွေပေါ်လာပါလိမ့်မယ်အခြေအနေနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ချစ်သူရဲ့လိညာချင်းကိုအကြောင်းပြုပြီးတော့စိတ်ဆင်းရဲစရာမျိုးအဖြစ်ပြောင်းလဲသွားပါလိမ့်မယ်တဲ့ဗျာဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာနောက်တစ်ချိန်ကောင်းစားဖို့နောက်တစ်ချိန်ရဖို့အတွက်ဒီချိန်မှာစတင်ပြီးတော့စူးစမ်းရမျိုးတွေကြုံတွေ့ရပါလိမ့်မယ် ။အိမ်တော်ရှင်မိတ်ဆွေများအဖိုးကတော့အချစ်ရည်နဲ့ပတ်သက်ပြီးမေတ္တာရည်ရတယ်နဲ့ပတ်သက်ပြီးကံကောင်းပြီးကောင်းရင်းဆိုတဲ့ဟာမျိုးကြုံတွေ့ရပါလိမ့်မယ်။အဲတော့တိုင်ရောစဉ်နှစ်ခုကြားမှာဗျာများတယ်အဖြစ်မျိုးတွေကြာသာပြီးသားသမီးတွေကြုံတွေ့နိုင်ပါတဲ့ဗျာ။အချစ်ရည်နဲ့ပတ်သက်ပြီးအိမ်တော်ရည်နဲ့ပတ်သက်ပြီးကံကောင်းဖို့ကတော့ပန်းသီးများကိုကိုချစ်ခင်ရတဲ့သူတွေကိုလက်ဆောင်ပေးခြင်းကျွေးမွေးခြင်းအပြင်အခြေအိမ်အောင်ရေးပါကံကောင်းသွားပါလိမ့်မယ် ဖွင့်ဝင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကိုချိရတဲ့သူတွေကြောင့်ငွေကုန်ချေကြများပါလိမ့်မယ်လေဗျာ။ဒီဝါသနာပါလို့ဒီဆိုးခြင်းနဲ့ကြာသာပေးသားသမီးတွေကတော့ဖျောင်းနိုင်နေတဲ့အနီးနားမှာရှားကြည့်ပါ။မီးလုံးတွေရဲ့အနီးနားမှာရှားကြည့်ပါ။အဲ့ဒီနေရာမှာမိတ်ဆွေအတွက်အချိုးပေးသောကဏ္ဍတစုံတွေကတွေ့ရပါလိမ့်မယ်။မီးလုံးနော်မီးကြောင်းမီးကြောင်းမဟုတ်ဘူး။ဖျောင်းနိုင်မီးမီးလုံးအဲ့ဒီလိုနေရာမျိုးနှစ်ခုနားမှာရှားကြည့်ပါ။ ကဲညံ့တာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့မိမိအကြိုက်ဆုံးနှင်းလျာများကိုယဟန်တန်ခါသူတော်စင်ကိုမြတ်တာရှိတဲ့သူများကိုကျွေးမွေးခြင်းအပြင်လူတန်းခြင်းအပြင်အညံ့တွေအားလုံးပြပြကောင်းမွန်သွားပါလိမ့်မယ်တဲ့ဗျာကျွန်တော်ကျော်စင်ဖန်ဘက်ဖြစ်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 358ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်မယ်0 နေ့လည်း7နာရီကနေ7နာရီအတွင်းကိုဆက်မယ်ဆက်ပြီးတော့နာမည်စင်းပေးမယ်အဲ့ဒါဆိုရပါပြီညနေ3နာရီထိတယောက်ချင်းစီကိုပြန်လဲဟောကြားပေးမှာဖြစ်ပါတယ်နိုင်ငံရခြားအမိတ်ဆွေတွေကလည်းအဲ့ဒီဖုန်းနံပါတ်က Viber ကိုဆက်ပြီးတော့အကျိုးကြောင့်လိုရင်းတူရှင်ပြောပါဆရာကျွန်တော်ပေးတင်မေးခြင်းနဲ့ကျွန်မပေးတင်မေးခြင်းနဲ့အဲ့ဒါပဲတန်းပြောနော်အရင်မရှိနဲ့အရင်ရှိရင်ကျွန်တော်အရန်စိတ်တို့တတ်ပါတယ်ကဲဒီတော့ပါပဲကြာတာလေးတာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးအဆက်အစပ်ရာကံကောင်းနိုင်ပါစေလို့ဆန္ဒပြုမြတ်တာပို့ပါရစေဗျာ 到家打的咪没睡眠阿老没个啦吧？到家打的没的做？三伢也伢啦，那头那三伢嘛，那三的也伢那头那三伢的别吃饭嘞。到家打, banks, 一打 name, 的米的爷爷妈？过起也嘞，都过丹腰镇起也嘞，都的那不得比玩那些也嘞，生病钱大些也嘞，阿都路下路的长辈奶奶，阿古阿都路江伢的过，阿古爷爷妈现在不照理了。到家打的米的爷爷妈？ ကိုချစ်ရတဲ့သူတွေနဲ့ပတ်သက်ပြီးမကြင်မချမ်းဖြစ်တဲ့ကိစ္စဝမ်းနေစရာကိစ္စအဲ့ဒါလို့နှစ်ခုကိုကိုမှတွေးတောနေပါတဲ့ဗျာမျောလဲတောင်းတရည်ရွယ်ချက်ကတော့ငွေရတဲ့သူတွေအတွက်အစဉ်ပြေအောင်လုပ်ဖို့ထို့ကြံပေးဖို့စူဆောင်းပေးဖို့သူတို့လိုချင်တာလေးတွေတက်နိုင်သမျှဖြည့်ဆည်းပေးဖို့ကူညီပေးဖို့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေတယ်မျောလဲတောင်းတရည်ရွယ်ချက်ကတော့ဒီတဲ့ကောင်းတဲ့နေရာကိုစွန့်စွန့်ဆက်ဆက်သွားဖို့ ရက်တည်ဖို့ဆက်လက်စူးစမ်းဖို့အကြောင်းအရာတွေကိုအခုရင်ထဲမှာအဲ့လိုအကြောင်းအရာတွေပေါ်လာလိမ့်မယ်ကြုံလာလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့တောက်ကြသားသမီးတွေပါအချီရေးကြောင့်မေတ္တာရေးရာကြောင့်ကိုယ့်ရဲ့မေတ္တာစေတနာကြောင့်ကိုယ့်ဘာကိုစိတ်ညစ်တာမျိုးတွေကြုံတွေ့ရတတ်တယ်မေတ္တာမထားမင်းကောင်းမှာပဲဆိုတော့တလွဲတွေတွေးမိတာမျိုးဖြစ်ပေါ်တတ်ပါတယ်မြေရွယ်တဲ့တောက်ကြသားသမီးတွေကန်စာတာမှာဆရာသမားတွေရဲ့ကုညီမဆာမှုကုလေးစားအားကျရတဲ့သူတွေရဲ့ ဘဝရည်တည်မှုတွေနဲ့ပတ်သက်ပြီးအဲ့လိုပုံစံအဲ့လိုဒီဇိုင်းမျိုးတွေနဲ့ရှေ့ဆက်ရတာမျိုးကြုံတွေ့ရပါလိမ့်မယ်။ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာကိုလေးစားအားကျရသောဆရာသမားတွေရဲ့ကူညီပံ့ပိုးမှုကြောင့်ဝင်ဝင်ကောင်းတွေရရှိပါလိမ့်မယ်လေဗျာ။အိမ်တော်ရှင်မိတ်ဆွေများဖို့ကတော့လုပ်ငန်းတစ်ခုဝင်ဝင်တစ်ခုနဲ့ဘဝမှာအဆင်ပြေမယ်။အိမ်တော်ရင်းနဲ့ပတ်သက်လို့ရှိရင်ရှင်ကတော့အထူးကျန်တာလေးတစ်ခုပါပဲ။ကျန်တာအားလုံးပြည့်စုံတယ်၊ကံကောင်းလာပါလိမ့်မယ်။ ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာအလှူဒါနတစ်ခုခုကြောင့်ငွေကုန်ချေးကျများပါလိမ့်မယ်။လူကတန်းအားလို့ငွေကုန်ငွေထွက်ပေါက်တွေကြုံနိုင်ပါသတဲ့ဗျာ။ ठी ဝသနာပါလို့ ठी တိုးကျင်တဲ့မိတ်ဆွေတွေကတော့မိမိအိမ်ရဲ့နိုင်ရန်မှာရှားကြည့်ပါ။အဲ့အဲ့ဒီအပေါ်မှာမိတ်ဆွေတွေအချိုးပေးသောကဏ္ဍတစုံတွေကတွေ့ရပါလိမ့်မယ်။ညံတာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရေရာအနေနဲ့ကတော့ခရီးသွားမဲ့သူကိုလမ်းစိတ်စားစိတ်လှူခြင်းအားဖြင့်တောက်ကြသားမီးများ အညံ့တွေအလုံးကင်းစင်ပြီးအကောင်းဘက်ကိုဦးတည်သွားပါလိမ့်မယ်လို့ပြောရင်တောက်ကြသားမင်းများအတွက်ဒီမှာပဲညီကုန်းချုပ်ပြရစီအဲ့တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့399-350-358ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကို7နာရီရနဲ့7နာရီအတွင်းကိုဖုန်းဆက်မယ်နာမည်စင်ပေးမယ်ညနေ3နာရီအထိဒီတူးချင်းစီကိုပြန်လဲဟောကြားပေးမှာဖြစ်ပါတယ်နိုင်ငံရခြားကမိတ်ဆွေတွေကလည်းအဲ့ဒီဖုန်းနံပါတ်ကဲ Viber ကိုဆက်သွယ်ပြီးကျွန်တော်ဗီဒီမေးခြင်းနဲ့ကျွန်မဗီဒီမေးခြင်းနဲ့ကျွန်မဘာရေရာလောက်ခြင်းနဲ့အဲ့ဒါမျိုးလိုရင်းတူရှင်ပြောပါ အရင်မရှိပါနဲ့အရင်ရှိရင်တော့ကျွန်တော်ကအင်မတန်မုန်းတက်တယ်ဘက်ကနေဆိုဖုတ်ချပလိုက်တော့လုံးဝစကားမပြောဘူးအလိုရင်းတူရှင်းပဲပြောအဲ့ဒါအကောင်းဆုံးပဲကျွန်တော်လည်းလိုရင်းတူရှင်းပဲပြောတယ်ကဲဒီလောက်ပါပဲအားလုံးအဆက်အရအဆင်ပြေပါစေနော်စနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်15ရက်9လ2025မှ21ရက်9လ2025အထိပဲဖြစ်ပါတယ်စနေသားသမီးတွေရဲ့ယဉ်ထဲမှာ အဝေးတနေရာကဆက်သွဲကောင်းပတင်းကောင်းတွေရရှိဖို့လုပ်ငန်းတစ်ခုဝင်ဝင်တစ်ခုနဲ့ရက်တည်တဲ့ကိစ္စတွေမှာအဆက်အစရာအဆင်ပြေဖို့ရေရှည်အတွက်ပလန်ချတဲ့ကိစ္စတွေမှာရေချီရေရှည်အတွက်စီမံခန့်ခွဲတဲ့ကိစ္စတွေမှာအဆက်အစရာအဆင်ပြေအောင် လုပ်ဖို့အခုရင်းနှီးမှာစဉ်းစားတွေးတောနေတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ကိုကိုကိုအားကိုးတိုက်တဲ့သူကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ပြေဝအောင်ကြိုးစားဖို့အဲ့လိုဟာမျိုးဒါကိုယ့်ရဲ့ရင်းနှီးမှာမျောလင်းတောင်းတနေပါတယ်။ 没庙里边，十年咋都没得白鹿哈没种不来，每年也不往干着嘛。这偏偏呢，刚到庙来都得去呢，种嘛来没？度蜜也来有用呀，度蜜也看水，度蜜也表白，偏啊，白鹿哈没有的呀，那不着，没种啊。就是我婚姻讲来的，起码，江西那边来没？十年十二年了，噶喽，我也以为节、圆满节的，而且那会也人在想个的，再找，干嘛？十年十二年种十年的白嘞。 စနေသားသမီးငယ်ရွယ်တဲ့မိတ်ဆွေများအဖို့ကတော့ညအတိုင်းစိတ်ဆင်းရဲတဲ့အတွက်ကြောင့်ကိုယ်မှာစိတ်မချမ်းသာတာစရာတွေဖြစ်တတ်တယ်။ကိုယ့်ရဲ့မိသားစုအကြောင်းပတ်ဝန်းကျင်အကြောင်းအဲ့တော့ပြဿနာပေါင်းစုံကိုကိုယ်ကကြားရသိရတဲ့ဆိုတဲ့အတွက်ကြောင့်ကိုယ်မှာစိတ်ဆင်းရဲမှုတွေဖြစ်တတ်တယ်။အဲ့ဒီအတွက်ကြောင့်ချစ်ရည်နဲ့အချစ်ရည်နဲ့ပတ်သက်ပြီးစိတ်ညစ်စရာတွေကြုံမာကိုတွေးပြီးစိတ်ပူတယ်။ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာဆိုလို့ရှိရင်လည်းဒီကာလအတွင်းမှာ အစိုးရနဲ့ရင်ဆိုင်ရတတ်တဲ့ကလင်ကကြည့်လူမျိုးတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။အိမ်တော်ရှင်မိတ်ဆွေများဖို့ကတော့ကိုယ့်ရဲ့အိမ်တော်ဘက်ကသစ္စာမဲ့မှုအကြောင်းအရာတွေသူ့ကိုယ်သူတကူကောင်းဆန်ဆန်အဲ့တော့လွတ်လွတ်လပ်လပ်နေခြင်းတဲ့ကိစ္စအဲ့ဒါလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးကိုယ်မှာစိတ်နှလုံးမချမ်းမြေ့စရာတွေစိတ်တက်ကြစရာတွေစိတ်ညစ်စရာတွေကြားရသိရကြုံရတာမျိုးဖြစ်ပေါ်ရတတ်ပါတယ်။အဲ့တော့မကြခင်မှာသူ့ကိုယ်သူအကောင်းဆုံးဘက်ကိုပြုပြင်သွားပါလိမ့်မယ်။ ခွင့်ဝင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းအဝေးတနေရာကိုအကြောင်းပြုပြီးတော့ငွေကုန်ကြေးကျများနိုင်ပါတယ်။ခီဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေတွေကတော့ဒီကာလအတွင်းမှာကံအယံဆိုးတဲ့သူတွေရဲ့အမည်နာမကိုအတိတ်ကောက်ခြင်းအားဖြင့်ကိုယ့်အတွက်အကျိုးပေးသောကဏ္ဍတစုံတရာဖြစ်သွားပါလိမ့်မယ်။ညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရာအနေနဲ့ကတော့ကလေးတငယ်များကိုအင်ကြီးလေးတွေလက်ဆောင်ပေးခြင်းအားဖြင့်အညံ့တွေအားလုံးပြပြောက်ကောင်းမွန်ပြီး 弟弟在在六六八选两笔，今年的阿龙健身多华里面，今朝夜，这别是好表母个罗地马呗，你讲吃瓜皮，今朝夜泡那不个罗，东伢古、年伢阿冬西雪、冬阿西白，枇杷嘞，阿里泡那不，古塞鼻多，比里鼻路哑巴嘞，泡三下咪青伢罗，你来塞得哪样嘞？塞得哪一杯红？泡三杯，南边鲜杯咪？伢哩冬伢一天都五斤水个变来喝加杯嘛？枇杷嘞？ နိုင်ငံရခြားမှာ နေထိုင်သောအလုပ်လုပ်သောရက်တီသောမိတ်ဆွေအများအဖို့ကတော့အဲ့ဒီဖုန်းနံပါတ်က Viber နဲ့ဆက်သွယ်လို့ရပါတယ်အဲ့ဒီဖုန်းနဲ့ data ဆက်ပြီးတော့နာမည်ဆင်းပေးလို့ရပါတယ်လိုရင်းတူရှင်းပဲပြောမယ်အဲ့တော့မြန်မြန်ဆန်ဆန်ပဲလိုရင်းတူရှင်းပြောမယ်เนาะကျွန်တော်ပေတယ်မေးချင်တယ်ကျွန်မပေတယ်မေးချင်တယ်ဒါပဲပြောရရရလောက်ချင်တယ်ဒါပဲပြောအဲ့တော့အရေးမရှိနဲ့အရေးရှိရင်ကျွန်တော်အင်မတန်စိတ်တူတက်တယ်မုန်းတက်တယ်เนาะအဲ့တော့အမုန်းမခံနဲ့ကိုပစံနဲ့ကိုမေးတာเนาะကဲဒီလောက်ပါပဲအားလုံးအဆက်ဆက်ရအဆင်ပြေပါစေ